လားမြို့နယ်ပြည်သူ့ပါတီရုံးခန်းဖွင့်ပွဲအခမ်းအနား2025ခုနှစ်ဇွန်လ21ရက်စနေနေ့ယနေ့နေ့10နာရီကရန်ကုန်တိုင်းဒေသကြီးဒလားမြို့နယ်ရုံးခန်းဖွင့်ပွဲနဲ့စိုက်ပုတ်တဲ့အခမ်းအနားကိုရုံးခန်းတရှိရာကြာပြူကန်ကြီးရွာ၌ကျင်းပခဲ့ကြပါတယ်။အခမ်းအနားသို့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကုကူကြီးနဲ့ဘိုးအလုံးမှုဆောင်ကော်မတီဝင်များရန်ကုန်တိုင်းဒေသကြီးပြည်သူ့ပါတီအမှုဆောင်များဒလားမြို့နယ်ပြည်သူ့ပါတီဝင်များနဲ့ဖိတ်ကြားထားသူဧည့်သည်တော်များတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားပထမပိုင်းတွင် ဒလားမျိုးနယ်ပြည်သူ့ပါတီမျိုးနယ်ရုံဆိုင်ပုတ်အားပြည်သူ့ပါတီဘိုးဥက္ကဋ္ဌဦးကုကိုကြီးနဲ့တာဝန်ရှိသူများကအမွေးနဲ့တာရီများပတ်ဖြန့်၍ဖွင့်လှစ်ပေးခဲ့ကြပါတယ်အခမ်းအနားဒုတိယပိုင်းတွင်ဒလမြို့နယ်ပြည်သူ့ပါတီဥက္ကဋ္ဌဦးမင်းမင်းကနှုတ်ခွန်းဆက်စကားပြောကြပြီးနောက်ရုံလိုက်ဒေသကြီးပြည်သူ့ပါတီဥက္ကဋ္ဌဦးလာထင်းနှင့်ဘိုးဥက္ကဋ္ဌဦးကုကိုကြီးတို့ကအမှားစကားများပြောကြပြီးတက်ရောက်လာသူဧည့်သည်တော်များထဲမှဦးမြန်ဝင်းရမဲသိမ်းမျိုးက ဗုဒ္ဓဒါစကားပြောကြတာအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြပါတယ်